အားလုံးကိုမင်္ဂလာပါစက်တင်ဘာလ10ရက်2025မှာ Charlie Kurt ဟာ Utah ပြည်နယ် Valley University လေဟာပြင်ဟောပွဲပွဲတစ်ခုမှာတနက်သမားဖြစ်တဲ့ Taylor Robinson အားဖြင့်လောက်ချန်တက်ဖြစ်တော့ကြောင့်မို့အဲ့ဒီနေရာမှာပင်ပွဲချင်းပြီးဆုံးခဲ့ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှ American နိုင်ငံမှာမြောက်များစွာသောလူငယ်တွေရဲ့နှလုံးသားထဲမှာကိုတို့ထိပ်ပြီးမှ warning ကြီးခွဲရပါတယ် အမေရိကန်နိုင်ငံရဲ့ခရီးရန်တိုင်ဝမ်နေထဲမှာကိုတမချန်းစာနဲ့ရေးရပြက်သားစွာ ဝေငှပြီးမှလူငယ်တွေရဲ့အထင်းမှာကိုဘဝဆိုတဲ့အတိတ်ပင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုမိတ်ဆက်ပေးခဲ့တဲ့ချာလီခတ်ဖြစ်ပါတယ်ချာလီခတ်ရဲ့အသက်တာကိုကြည်ချင်းအားဖြင့်လဲအမတန်းမှဖျားခင်အတုံးပြုနေတဲ့လူငယ်လေးတူဖြစ်ပါတယ် Turning Point USA မှာသူက co-founder ဖြစ်ပါတယ်အစီအခံတဲ့အရာတွေလူငယ်တွေကိုမှလမ်းပြတဲ့အရာတွေ ဒီဘိတ်လုတ်တဲ့အရာတွေကနောက်ဆုံးမှာလူငယ်တွေအတွက်အင်မတန်မှသင်ခန်းစာယူဆရာဖြစ်ခဲ့ပါတယ်ချာလီကတ်ကိုလောက်ကျန်တက်ပြတ်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်နိုင်ငံရဲ့ခရီးရန်အတိုင်းဝန်းဤတဲမှာ30ရာခိုင်နှုန်းသောလူငယ်တွေဟာဖျားကြောင်ဘက်ကိုပြန်လေ့လာပါတယ်အမေရိကန်နိုင်ငံကလူငယ်တွေမြောက်များစွာကဘဝဆိုတဲ့အသိပ္ပယ်ကိုသူတို့ကပေါ့ပေါ့တန်တန်ပဲထားခဲ့ပါတယ် ဆိုတော့သူတို့ကို လိန်လေခဲ့တဲ့အရာတွေသူတို့ကိုအဟုတ်ကြီးလို့မာယွန်းတဲ့ doctrine တွေမာယွန်းတဲ့ brain wash တွေကိုသူတို့ကတကယ်ပဲဘဝကြီးလို့ထင်ခဲ့ရပါတယ်ဘဝဆိုတဲ့အတိတ်တွေကိုသူအများကြီးပြောခဲ့ပါတယ် ကျွန်တော်တို့ဘဝဆိုတဲ့အတိတ်ဘယ်ကဘာလဲတကယ်ပဲတမန်တော်ကိုပြောခဲ့ပါတယ်ယေရှုခရစ်တော်ရဲ့အကြောင်းကိုလူငယ်တွေကြားထဲမှာကိုမိတ်ဆက်ပေးခဲ့ပါတယ်ဒါပေမဲ့လူငယ်ပေါင်းမြောက်များစွာတော့လူငယ်များဟာဝိညာဉ်မျက်စိကန်းနေတဲ့လူတွေများစွာရှိခဲ့ရပါတယ်အင်မတန်မှဝန်းနေစရာဖြစ်ပါတယ် ။ဒါကြောင့်မို့လူငယ်တွေမြောက်များစွာတော့လူငယ်များစံစာမဖတ်ဘူး၊စုမတောင်းဘူး၊ဖခင်เจ้าမတက်ပဲနဲ့ဝိညာဉ်ရေးရမှာတွေးဖင်နေတဲ့လူငယ်တွေမြောက်များစွာရှိခဲ့ရပါတယ်။ Charlie Kerr တက်ခံရပြီးတဲ့နောက်ပိုင်းမှာ30ရာခိုင်နှုန်းသော Roman Catholic လူငယ်တွေ Evangelical Church ကလူငယ်တွေဟာဖခင်เจ้าဘက်ကိုပြန်လေ့လာပြီးမှစံစာအုပ်ကိုသူတို့ဝေတယ်။စံစာအုပ်ကိုဖတ်လာပါတယ်။ဖခင်เจ้าတက်တဲ့ရာခိုင်နှုန်းကတစ်ပတ်နဲ့တစ်ပတ်မြောက်များစွာတိုးတက်လာပါတယ်။ အဲ့ဒီလူငယ်တွေက pastor တွေကိုမေးတဲ့မေးခွန်းရှိပါတယ် I want to know the meaning of life the purpose why am i here ဆိုတဲ့မေးခွန်းတွေပဲကြပါတယ်ကျွန်တော်သိချင်တာကဘဝရဲ့အတိတ်ပဲဘဝရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲဆိုတာသူတို့သိချင်တယ်တဲ့ဘာကြောင့်မို့လောကကြီးမှာငါအသက်ရှင်ရလဲဆိုတဲ့အကြောင်းကိုလူငယ်တွေမြောက်များစွာကသိချင်တယ်ဆိုတဲ့အရာကို pastor တွေကိုမေးကြတဲ့မေးခွန်းဖြစ်ပါတယ် မိတ်ဆွေယနေ့မှာခွန်အားပေးခြင်းပါတယ်တင်ပေါ်ရမှာဖျားသခင်ရဲ့ယူရချက်ကိုတင်နာမလီတင်းရင် American လူငယ်တွေမြောက်များစွာတော့ဆုံရှုံသွားသလိုတင်လဲဆုံရှုံမှုတဲမှာမပါစေခြင်းလို့ယနေ့ဒီဟာလေးကိုနားထောင်မှခွန်အားယူရအောင်ကျွန်တော်တို့ အသက်ရှင်ရခြင်းလောကမှာအသက်ရှင်ရတဲ့အကြောင်းရင်းဘာကြောင့်အသက်ရှင်ရသလဲ ကျွန်တော်တို့ဘဝရဲ့ရည်ရချက်အတိတ်ပေကဘာလဲဆိုတဲ့အရာကိုအားပေးချင်ပါတယ်ဒီလောကကြီးမှာတင်ဘာကြောင့်အတက်ရှင်ရတယ်လဲဆိုတော့တင်းကိုဖျားသခင်ကဖန်ဆင်းထားပါတယ်တင်းဟာဖျားသခင်အတွက်အတက်ရှင်ဖို့အတွက်ဒီနေ့ခွန်အားပေးချင်ပါတယ် ပရမတ်ချက်ကဘုရားသခင်ကတင့်ကိုဖန်ဆင်းရတဲ့အကြောင်းရင်းကပျော်ရွှင်မှုအတွက်ကိုဘုရားသခင်ကအစီအစဉ်ထားတယ်ဆိုတဲ့အရာကိုအားပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ဟာဘဝကိုဖြတ်တန်းရင်းနဲ့ရုန်းကန်ရင်းနဲ့ဝမ်းနေနေတယ်အမြင်တန်းကိုကိုယ့်ဘဝကိုကိုယ်အားမလို့အားမရဖြစ်နေတယ်ဆိုရင်ဘုရားဘက်ကို ပြန်လေ့လာပဲပါတင့်ကိုဖန်ဆင်းထားခြင်းကဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းတင့် ဖရာသခင်ရဲ့ဘုန်းတော်အတွက်တင့်အားဖြင့်တင့်အတ္တတာအားဖြင့်ဘုန်းတော်ထင်ရှားဖို့အတွက်ဖရာသခင်တင့်ကိုဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဒုတိယတစ်ချက်ကဖရာသခင်ကတင့်ကိုဖရာရဲ့မိတောင်စုဝင်အထင်းမှာကို ဖွဲ့စည်းထားတယ်ဖန်ဆင်းထားတယ်ဆိုတော့အရာကိုမမေ့ဖို့အတွက်အားပေးခြင်းပါတယ်ဖရာသခင်ရဲ့ မိသားစုဝင်နေတဲ့ဖြစ်တယ်ဒါကြောင့်မို့တင်ရဖခင်အကြောင်းကိုတွားပါ အခြားသောယုံကြည်သူများနဲ့မိတ္တာရဖွဲ့ပါဖခင်ရဲ့ချစ်ချင်းမြတ်တာကိုတင်အားဖြင့်အခြားသောသူများကိုကူးဆက်ဖို့အတွက်တတ်တည်ရှိဖို့အတွက်တင်ကိုဖန်ဆင်းထားခြင်းဖြစ်ပါတယ် တတိယတစ်ချက်ကခရစ်တော်ကိတို့တင်ဟာဖြစ်လာဖို့အတွက်ဖန်ဆင်းထားတာဖြစ်ပါတယ်။တင်းရဲ့ဝိညာဉ်ရေးရမှာတည့်ရပြီးတည့်ကြီးထွားလာဖို့အတွက်တင်းရဲ့အသွင်းအပြင်ဇယိုက်လက္ခဏာတွေကတင်ပြုတ်မှုတဲ့အရာတွေက ခရစ်တော်နဲ့ပို၍တူလာစေဖို့အတွက်တင်ဟာဘုရားခင်ဖန်ဆင်းထားတော်သူဖြစ်ပါတယ်။နံပါတ်၄ချက်ကဘုရားခင် ကိုအစီခံဖို့အတွက်ကျွန်တော်တို့ဘုရားသခင်ရဲ့ပုံတန်တန်အားဖြင့်ကျွန်တော်တို့ဖန်ဆင်းထားတာဖြစ်ပါတယ်။ဘုရားသခင်ကတင့်ကိုအင်မတန်ချစ်ပါတယ်။အဲ့တော့ဘုရားကတင့်ကိုအစီခံရန်အတွက်တင့်ရဲ့အသေးသေးမှာတင့်တက်ဆွမ်းတဲ့ talent တွေ skill တွေဘုရားသခင်ကကောင်းချီးပေးထားပါတယ်။အဲ့ဒီအရာတွေအားဖြင့်ဘုရားရဲ့အမှုတော်မြတ်မှာတင့်အစီခံဖို့အတွက်ဖြစ်တယ်ဆိုတာကိုအားပေးချင်ပါတယ်။နံပါတ်5အချက်ကတင့်ကိုဖန်ဆင်းထားခြင်းဟာဘုရားသခင်ကဘုရားရဲ့ mission အတွက်ကိုတင့်ကိုပြု လုပ်ထားတာဖန်ဆင်းထားတာဖြစ်ပါတယ်။မမ္မာရဲ့တင့်အထဲမှာမြောက်များစွာရောရည်ရွယ်ချက်တွေဖြစ်ခြင်းတဲ့ဆန္ဒတွေများလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအရာတွေအလုံးထဲမှာဖျားဖြစ်ခြင်းတဲ့ဆန္ဒတွေဖျားရဲ့အလိုတော်တွေဖျားဘုံတော်ထင်ရှားဖို့တဲ့တင်အားဖြင့်အေဝင်ဂေလိတရားကို ဝေင့အဖို့အတွက် sharing လုပ်ဖို့အတွက်ဘုရားခင်တင့်ကိုခေါ်ထားတာဖြစ်တယ်အဲ့ဒီ mission အတွက်ကိုကျွန်တော်တို့ကိုလောကကြီးမှာအသက်ရှင်ခိုင်းတာဖြစ်ပါတယ်ဆိုတော့အကြောင်းကိုအားပေးခြင်းပါတယ်ဒါကြောင့်မို့ဘုရားသခင်ရဲ့မူပိုင်လက်ဆွဲပြည့်တဲ့ကျမ်းစာအုပ်ကိုကျွန်တော်တို့ကအမြဲတမ်းတမန်ကျမ်းစာကိုဖတ်ပြီးမှကျွန်တော်တို့ဝိညာဉ်ရေးရကိုတည်ဆောက်ဖို့အတွက်အရေးကြီးပါတယ် owner menu ကိုကိုကမတိထားဘူးဆိုရင်တော့ ကျန်းစာအုပ်မရှိဘူးဆိုတော့ဒါကျွန်တော်တို့တွားမဲ့လမ်းကပျောက်နေတယ်။ဒါကြောင့် American နိုင်ငံမှာ Charlie Kirk ကိုတပ်ပြီးတဲ့နောက်ပိုင်းမှာမြောက်များဆိုတော့လူငယ်များဟာကျန်းစာအုပ်ကိုဝေးကြတယ်။ကျန်းစာအုပ်ကိုဖတ်ကြတယ်။ဒါက owner menu ရဲ့စာအုပ်ဖြစ်တယ်။ဘုရားသခင်ကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့လမ်းညွန်စာအုပ်ကိုကျွန်တော်တို့မဖတ်ပင်းနဲ့တော့မရဘူး။ကျွန်တော်တို့ကားဝေတဲ့ချိန်မှာဒီကားရဲ့ owner ရဲ့ menu စအောင်ရှိတယ်လို့ပဲကျွန်တော်တို့ဘဝရဲ့အတိတ်ပဲကျွန်တော်ဘဝရဲ့အသက်ရှင်ခြင်းရည်ရခြင်းကျွန်တော်ဘာကြောင့်မို့လောကမှာအသက်ရှင်လဲဘာကြောင့်မို့ကျွန်တော်ဒီမှာမွေးပွားလာလဲဆိုရက်အရာအားလုံးသိရခြင်းလေဆိုရင်အုံနာ menu ဖြစ်တဲ့ကျမ်းစာအုပ်ကိုကျွန်တော်တို့ဖတ်ပါဒါကြောင့်မို့ဘုရားတခင်ကကျမ်းစာမှာပြောထားပါတယ်မတရားတော့သူတို့ရဲ့တိုက်တွန်းခြင်းတို့မလိုက်ရဘူးတဲ့လူဆိုးတို့ရဲ့လမ်းမှာမရက်မနေရဘူး တင့်ကိုမထီမဲ့မြင်ပြတော်သူရဲ့အစည်းအဝေးထဲမှာတင်မထားရအောင်။ထာဝရဘုရားရဲ့တရားတော်မှာမွေ့တော်ကြပါတဲ့။တရားတော်ကိုနေညမပြတ်ဆင်ခြင်အောက်မေ့တော်သူဟာမင်္ဂလာရှိတယ်တဲ့။နော်။မြင့်နာမှာစိုက်လက်မိမိအချိန်တာမှာအတီးကိုတီးရွတ်အရွက်မညိုးနွမ်းတတ်တော်အပြင်နဲ့တူတယ်တဲ့။သူတို့ပြုလေသည်မြ၌အောင်လိတ်မယ်တဲ့။ဒါကြောင့်မတရားတော်သူတို့မူကားတဲ့။ ထိုကဲ့သို့မဟုတ်ဘူးတဲ့လေတိုက်၍လွင့်သွားတဲ့ဖွင်းတဲ့သူကြတယ်တဲ့တရားဆုံးပြတ်တော်မူရာကာလ၌မတရားတော်သူတို့ဟာမတီးမနေရကြဖြောင့်မတ်တော်သူတို့ရဲ့အပေါင်းအသင်းထဲတို့လူဆိုးတို့ဒီမဝင်ရကြအကြောင်းမူကားတဲ့ဖြောင့်မတ်တော်သူတို့ရဲ့လမ်းကိုထောက်ရဖျားကျွမ်းတော်မူ၏မတရားတော်သူရဲ့လမ်းဒီဆုံးရှုံးခြင်းတို့ရောက်လေတည်းတဲ့ကျွန်တော်တို့ တခုမြောက်တော့ဆန်လန်မှာဖော်ပြထားပါတယ်။ဒါကြောင့်မို့မိတ်ဆွေ Charlie Kirk အသက်ခံရပြီးတဲ့နောက်ပိုင်းမှာ American လူငယ်တွေဟာဝိညာဉ်ရမှာနိုးထတယ်။ဘုရားကြောင်းကိုတွားတယ်။ဘုရားကိုဆန်ငတ်တဲ့နှလုံးသားမြောက်များစွာမြင်နေရတယ်။ဒီနေ့ကျွန်တော်တို့ရဲ့လူငယ်တွေကတမန်တရားနဲ့လွေးနေတဲ့နေရာတွေမှာကျွန်တော်တို့ကပါဝင်နေတယ်။ဘုရားတခင်မနစ်သက်တဲ့ဖိတ်မှာမတရားတော့အဖက်မှာကျွန်တော်တို့ရက်နေတယ်ဆိုရင်ဘုရားတခင်ကျွန်တော်တို့ကိုဘယ်လိုမြင်မလဲ။ ျွန်တော်တို့ဟာမတရားရောသူတို့ရဲ့တိုက်တင်ခြင်းကိုမလိုက်ဖို့အတွက်အရင်ရည်ကြည့်ပါတယ်။ကျမ်းစာကိုဖတ်ဖို့အတွက်အရင်ရည်ကြည့်ပါတယ်။ဘုရားခင်ကောင်းကြီးပေးပါစေ။